မြင်းကလေးနေဟာသမိုင်းခေတ်များစွာကလေးကသူ့တာဝန်သူထမ်းဆောင်တော့အချိန်မမှန်လှုပ်ခဲ့ပါလေ290အနှစ်တရာကြာမှအဓိကငလင်းကြီးတွေကလှုပ်တာဆိုတော့လေနေစဉ်ဘွားတွေကမိမိရရရှိကြတာပေါ့လေပြီးတော့လေဘလောက်တိုင်းတာနဲ့လှုပ်ခက်လဲဆိုတဲ့ scale ဖက်နိုင်တဲ့နည်းပညာကလည်းလက်မြောက်ရှိမျက်မှောက်ကဘာမှာပေါ်လာတာဖြစ်လို့မြန်မာတွေကလည်းမှတ်တမ်းမရနဲလေတော့ငလင်းကိုမိကြတယ်ဗျာ အခုတော့သိပြီဘင်္ဂလင်ကကြိုလှုပ်တာဘင်္ဂလင်ကအဓိကဘင်္ဂလင်ကအဓိကငလင်ကြီးလှုပ်ပြီးမှ after shot ထပ်လှုပ်တာဒါတွေကိုသိသွားပါတယ်သင်္ကန်းစာကကြည်ကြည်ရလိုက်တာကိုဒီတော့နောင်မတန်းနေထားနေအောင်ညောင်ရင်ခစ်ကငလင်သမိုင်းကြောင်းကိုကောက်နှုတ်ပြလိုက်ပါလိမ့်ဘယ်ကကောက်နှုတ်တာလဲဆိုတော့မြမရာဇဝင်တွေတဲကပဲကောက်နှုတ်ပြောပြတာပေါ့ရာဇဝင်စာအုပ်တွေရှိပါတယ် ရာဇဝင်ကြီးဥကလာရာဇဝင်မှန်တမ်းရာဇဝင်တွင်းသိမ့်ရာဇဝင်ကုန်းပေါင်ဇက်ရာဇဝင်တို့ပေါ့ဒီရာဇဝင်ပေမှုတွေကို ပုံနှိပ်မှုဖြစ်ထုတ်ဝေတဲ့အခါတီးဖြတ်သူပညာရှင်တွေကရာဇဝင်ဆရာတွေရဲ့အဆင့်အတန်းကိုမှတ်ချက်ရေးပေးကြတာမှာဘလောက်အာကိုရတဲ့ဆိုတာတွေ့ရပါလိမ့်မယ်ဒါကတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေနဲ့အုတ်ချုပ်သူမင်းပြင်းတို့အကြောင်းပေါ့ဒါတွေကကိုညံနဲ့ကိုပြီးဒီခေတ်ရဲ့ကျင်းမှုပြင်ကိုမြင်ရတာပါ အဲ့ဒီတဲကငလေလုံးလို့ဖျောင်းចောင်းကန်နေပြိုပြက်တယ်ဆိုတာတွေကမမမကန်တီထွင်ပြီးမင်းလိုလိုက်မင်းကြိုက်ခါစားပြီးရေးမယ်မဟုတ်ပါဘူး။တဘာဝဖြစ်ပြဆိုတော့ရက်ဆွဲတာမကိုက်ရင်မကိုက်မယ်ခုနှစ်နဲ့တကယ်လှုပ်ခဲ့တာတော့မှန်နိုင်ပါလေ။ဒီတဲကမှညောင်ရမ်းခစ်ကိုရွေးကြည့်ရတာကညောင်ရမ်းမင်းဆက်ဟာအင်းဝနေပြီးတော့တီးခဲ့တဲ့နေရာမှာပဲနန်းဆက်ခဲ့ပြီးဒုတိယအင်းဝလို့ခေါ်တွင်ခဲ့ကြတော့နေရာကစကိုင်းပြည့်၍မှာမှစကိုင်း ကလစ်နဲ့တိုက်ရိုက်သက်ဆိုင်ပြီးစကိုင်းကောက်မှုတော်အနောက်နားစီမှာဗဟုပြုလိရှိတဲ့ငလင်ကျော်နဲ့တိုက်ရိုက်သက်ဆိုင်နေလို့ပါစကိုင်းပြည့်၍ကြောကြီးကမြကြီးနောင်အပိုင်းရွှေဘူမလဲအပိုင်းစကိုင်းပိုင်းတောင်ငူပိုင်းဖြူပိုင်းပကိုးပိုင်းဆိုပြီးသူပိုင်းနဲ့သူသူ့ချိန်ရောက်တိုင်းသူ့တာဝန်နဲ့သူထမ်းဆောင်ပြီးအချိန်မှန်မှန်လှုပ်နေတာပါအခုအမှတ်တမ်းကတော့စကိုင်းပိုင်းလို့ယူလို့ရတယ်ဗျာ ဲ့ဒီစကိုင်းပြည့်၍လှုပ်တွေပကံကဇေဒီပထိုးတွေထိခိုက်ခဲ့ခြင်းမရှိပါဘူးဒီတော့ပကံခင်မတန်းတွေကငလင်းဟာစကိုင်းကမဟုတ်ဘူးလို့ဒီပေးရပါတယ်စကိုင်းပိုင်းခေါ်ရမယ်စကိုင်းငလင်ကြီးရဲ့လှုပ်ရှားမှုတမိုင်းဟာအင်းဝခဲညောင်ရမ်းခဲကုန်းပေါင်ခဲတမိုင်းနေတဲ့မှာအထင်ရှားတွေ့နိုင်ပါလေဒီထဲကမှနှစ်ပေါင်း150ကျော်တည်တံ့ခဲ့တဲ့ညောင်ရမ်းခဲကငလင်တမိုင်းဟာထင်ရှားပြည့်စုံတယ်လို့ထင်ရပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်900နီးပါးပေါ့ဗျာအနောက်ဘက်လွန်ပြီးလက်ထက်1600-1628ဝန်းကျင်သက်ကရစ်982ခုဝါဆိုလာစက်9ရက်နေ့အင်းဝမှာမြင်းကလေးနှုတ်ပါလိမ့်ခုနှစ်သက်ကရစ်အတွင်းတော့1620မေလ24ရက်နေ့ပါတာလွန်ပြီးလက်ထက်1628ကနေ1648ထိတွင်သက်ကရစ်1000 6ခုပြာသူလာဇန်9ရက်ကြာတာပရင်းမှာငလင်ကြီးပြင်းစွာလှုပ်ပါလေ ပကန်းအမြင့်တလုတ်အလေကျွန်းရဲ့တို့မှာမြေကြီးကွဲပြီးတော့ရေထွက်ပါတယ်မြင့်ငယ်မြင့်အတွင်းမှာငားတွေမူးလို့တော့မှာပေါ်နေတဲ့တာလွန်မင်းလက်ထက်သတင်းကျွတ်လဇန်းနှစ်ရက်ကြာတာပရီနေ့မြင့်တစ်ချက်တီကျော်ချင်းမှာကြာတာပရီကျဲလောက်ကိုချင်ပါတယ်အဲ့ဒီနေ့မှာငလင်ကြီးလုတ်ပါတယ်ခရစ်နှစ်1646ခုနှစ်ဩဂုတ်လ31ရက်နေ့မှာလှုပ်ခဲတာပါနောက်ပြီးတော့ပင်တလေမင်းလက်ထက် သက်ဂရိတ်2014ခုမြေုံလာဇန်း10နှစ်နဲ့တစ်ချက်ကြီးရောမှာငလင်ပြင်းစွာလှုပ်ပါတယ်ဖျားပထုချုပ်ပြောကြပါတယ်ခရစ်နှစ်1652မေ6ရက်နေ့ပါပင်ဒလေမင်းလက်ထက်မှာပဲ1660စက်တင်ဘာ16မှာမြေငလင် ထက်လှုပ်ပါတယ်ပြည်မင်းလက်ထက်မှာ1681ဇန်နဝါရီ29မှာငလင်ကြီးလှုပ်ပါတယ်မင်းရဲ့ကြော်ထင်လက်ထက်မှာလည်းမြေငလင်ကြီးတစ်ခုလှုပ်ခဲ့ပါတယ် ဘာကောင်လာမသည်တဇောင်မုံလာတန်အောင် မြင်းကလေးကဆက်ကဆက်ကလှုပ်တယ်လို့ဆိုပါတယ်ပြောရရင် after shot ပုံစံဒီပါ1680မှာလှုပ်တာပါမင်းရဲ့ကြော်ထင်လက်ထက်မှာပဲ1693မှာငလင်ကြီးလှုပ်ပါတယ်1693ဒီဇင်ဘာ19ပါမင်းရဲ့ကြော်ထင်လက်ထက်မှာပဲ1600 69မှာငလင်ကြီးလုပ်ပါလေငလင်ပြင်းထန်လို့လို့အင်းဝါမျိုးတတိုင်းကစပြီးဖျားပတော်ကူကြောင်းအများပြားဖြိုဖြစ်တယ်တဲ့လူသေးပြောက်များတယ်မြေကြီးအစစ်စစ်ကွက်ပြီးရေထွက်ပါလေတဲ့အခုငလင်ကြီးလို့ပါဗျာမြေကြီးတွေကွက်ထွက်ပြီးရေတွေထွက်လာတဲ့ပုံစံမျိုးပေါ့တီးမဟာသုတဝရစာစနေမင်းလက်ထက်မှာမြေငလင်ကြီးလှုပ်ပါလေ33ကျင်းအောင်မြေငလင်ကြီးပြင်းစွာလှုပ်ပါတယ်ဖျားပတော်ကူကြောင်းပြတ်တက်တွေပြိုပြတ်ကုန်ပါလေရေကြီးတယ် အောင်ထွန်းတကားလေးသားတကားတို့ကနေမြို့တဲကိုရေးတွေပေါ်မှာ1914ဩဂုတ်လရှိရတယ်ဗောအဲ့ဒီညောင်ရန်ခစ်လွန်ပြီးနောက်ကိုုံးမောင်ခင်မှာတင်းနေရှာရှာရှိတဲ့ဒီစကိုင်းပိုင်းငလင်ကတော့တာဝရီမင်းလက်ထက်မှာထုတ်ပါတယ်အဲ့ဒီထက်အရင်ကိုုံးမောင်မင်းဇက်ဦးထောက်နေသူဖြစ်တဲ့အလောင်းမတရားကြီးလက်ထက်မှာလှုပ်တယ်ဆိုတာလည်းမတွေ့ရပါဘူးမြေတူးမင်းလက်ထက်မှာလှုပ်တာလည်းမတွေ့ရပါဘူး စေဖြူရှင်မင်းလက်ထက်မှာလှုပ်တာလည်းမတွေ့ရပါဘူးအဲ့ဒီနောက်ပိုင်းသာဝတီမင်းလက်ထက်မှာမှငလင်ကြီးလှုပ်ခဲ့ပါတယ်1939မေ22မှာပါမြာသိန်းတန်စေဒီကိုအခု2025ငလင်ကပြိုပြက်စေတဲ့ပုံတိုင်းပြိုပြက်ကျစေတဲ့ငလင်ကြီးဖြစ်ပါတယ်ဒါ우ကြည်ချင်းအပြင်1914စနေမင်းလက်ထက်ကငလင်ကြီးလှုပ်ပြီးနှစ်ပေါင်း100ကျော်အကြာမှာလှုပ်ခဲ့တာပါ1839မလ22ရက်နေ့မှာလဲ ငလင်ကြီးပြင်းစွာလှုပ်ပါလေတဲ့ညင်းတစ်ချက်တီးကြောချိန်ပဲ့တင်တန်းနဲ့တကွာအထူးသဖြင့်ထမှန်ပြင်းပြပြီးအချိန်များစွာလှုပ်ပါလေအမရပူရရှုံမျိုးတော်လေးတော့ဇေဒီမျိုးရောများတစ်ဆောင်အစားရှိတဲ့ဆောင်းများစွာပြုတ်ပြတ်ပါလေလူလူကျွမ်းတော်များစွာပြေဆုံးပါလေမျိုးတော်မစားပြီးမျိုးကြီးရွာကြီးတွေမှာမြေကြီးအစစ်စစ်ကွဲပြီးရေထွက်ပါလေနောက်ပြီးတော့မြေကြီးဟာအညာကိုစံတက်စီတယ်တဲ့နောက်ကလည်းအစပြင်းပြတ်အာဖရာရှော့အချိန်များစွာလှုပ်တယ်တဲ့ ဒါကတော့ညောင်ရဲခေတ်တခြားမှာလှုပ်ခဲ့တဲ့ငလီနေအကြောင်းကိုသူတည်တနာပြုဖော်ပြတာပါတစထဲဆိုသလိုပဲ1930ပြည်နှစ်ကလှုပ်ခတ်ခဲ့တဲ့အကိုမြင့်ငလင်ကြီးအကြောင်းကိုပြောချင်တယ်ဗျကိုတွေ့ကြုံခဲ့တဲ့ဆရာကြီးရွှေဦးတောင်ကမှတ်တမ်းတင်ခဲ့တာဖြစ်ပါလေဆရာကြီးရွှေဦးတောင်မှတ်တမ်းတင်ထားသလိုကျွန်တော်ဟာပြန်လည်ပြီးတော့တင်ဆက်ချင်ပါလေကျွန်တော်တို့ဟာအဲဘကိုးမြို့ကိုတဲ့မလ၄ရက်နေ့မှာပြောင်းရွှေ့လာကြတယ်တဲ့မေလ၅ရက်နေ့မှာမြန်မာပြည်မှာအကြီးဆုံးငလင်ကြီးလို့ ကတ်မှတ်လို့ရမယ်တဲ့ဘကိုးငလင်ကြီးလှုပ်တာကိုကြုံရတယ်တဲ့မကြီးတုံရွာမှဆွေမျိုးတွေနဲ့မိခင်ဟာတဲ့ကျွန်တော်ရှိတဲ့ဘကိုးကိုလာပြီးတော့ဖျားဖူးပြီးနောက်ဆွေမျိုးတွေပြန်သွားမယ်မိခင်ကြီးကတော့ကျွန်တော်နဲ့အတူနေခြင်းသေးတယ်ဆိုလို့နေရင်နေတယ်တဲ့ဆွေမျိုးတွေကအမေကြီးကတဲ့တေခြင်းလို့ channel ရစ်ခဲ့တယ်လို့နောက်မှပြောပါတယ်အဲ့ဒီညမိခင်နဲ့မဆိုးတို့ဟာလမ်းလျှောက်ထွက်သွားရတာပြန်အောင်လာပြီးအိမ်ရှိမှထိုင်နေတယ်တဲ့ကျွန်တော်ကလည်းတနေ့လုံးအလုံးပူလောင်ခဲ့တော့ အလွန်အိုက်တဲ့ညဖြစ်နေတဲ့မှန်ရင်လေးကိုဆွဲရေချိုးခန့်နဲ့ရေချိုးဝင်သွားတယ်မှန်ရင်ကိုတန်ကြောင်းမှာချိတ်ရေခွက်ကိုလှမ်းကင်လိုက်တာနဲ့တပြန်နဲ့တန်ကြောင်းမှာချိတ်တဲ့မှန်ရင်ကရင်းထိုးလာပြီးကျွန်တော်ကိုယ်တိုင်နဲ့မိုက်ခနဲဖြစ်သွားတယ်တင်းလုံးတကြိုးတကြိုးမြီလာပြီးအိမ်ပေါ်ထဲမှာနေတဲ့ကလမဆရာကတော်ရဲ့အလံတကြားအော်ဟစ်တန်ကိုကြားရတယ်အဲ့ဒီခါမှာကျွန်တော်လေးငါလေလှုပ်ချင်းဖြစ်တယ်လို့ရုတ်တရက်မတွေးမိသေးပဲထူးဆန်းလာပါတကားလို့အောင်းမိပြီးအင်ရှိကိုကြက်ရဲ့ထွက်တော့အင်သူအင်သားတွေဟာပြူးပြူးပြတာဖြစ်နေတယ် ကျွန်တော်တို့အိမ်မှာတဲ့အမေနဲ့ဇနီးပြင်ရောက်ဖအောင်ရတဲ့တပည့်မောင်ဆန်နိုင်လို့ရှိတယ်။ငလေလောက်တာငလင်ငလင်ဆိုတဲ့အတန်တွေဟာတယောက်ကွက်လုံးစူညံသွားတယ်။အင်းရှိကိုကျွန်တော်ထွက်တော့ဇနီးဟာမိခင်ကိုဆွဲလေးအင်းရှိလေးကမှဆင်းနေတယ်။ရောက်ဖလေးကတော့ဝရန်တာကြီးကိုခွာပြီးကြောင်းတော့ငေးနေတော့ဟဲ့အောင်ဆင်းလေလို့ကျွန်တော်ကပြောတော့အင်းရှိဘက်ကိုဖုတ်ခနဲ့ခုံချတယ်။အမေနဲ့ကျွန်တော်ဇနီးဟာအင်းရှိကိုရောက်နေပြီတဲ့ကျွန်တော်ကလည်းလေကားနေဆင်းပြတယ်။လေကားကသုံးတက်မြတ်သာရှိပေမဲ့ချောမောစွာမဆင်းနိုင်ဘဲအလဲတက်ရောက်တာနဲ့ဟတ်ထိုးကြီးလွင့်သွားတယ်။အင်းရှိမှာလေးဘက်ထောက်လျက်သာပုံလဲနေတယ်။ အဲ့ဒီချိန်မှာကျွန်တော်ကဘာမှသတိမရနိုင်တော့ပဲဒီနေရာဟာအိမ်ဥပဇာအတွင်းမှာရှိနေသေးလို့ဘရိုဒစာအိမ်ပြူခဲ့ရင်ပြိနိုင်တယ်လို့သတိရတာလည်းလမ်းဘော်ကိုဝိုင်းရထိုးသွားတယ်။မြေကြီးပေါ်မတည့်ရရှောက်ဖို့တော့လုံးဝမဖြစ်တော့ဘူး။လမ်းဘော်ရောက်လို့တောင်မြောက်မျက်နှာငေးကြည့်လိုက်တော့ကောင်းကင်ရံတစ်ခုလုံးမဲမောင်ပြီးမြူးမုံတွေလွင့်တက်နေတာမြင်ရတယ်။အဲ့ဒီခါကျွန်တော်ဖို့မြေကြီးပေါ်မှာလေးဘက်ထောက်လို့နေဖို့တော့မဖြစ်နိုင်တော့ပဲ။ဂျိုင်လဲမှာဆိုတာနဲ့ဝမ်ဘိုက်ကိုမြေမှာကပ်အလျားဟောင်းနေလိုက်တယ်။ တောင်မမျက်နှာမှာတော့မြူးမုံလေးဟာတလိတ်လိတ်တက်နေတယ်။မြေမျက်နှာပြင်ဟာလည်းလေထန်သောရေပြင်သဘွယ်လှိုင်းကြီးများတီးဤကျွားနေလျက်ရှိတယ်။မျက်နှာနဲ့မြေကြီးနီးကပ်စွာရှိနေတဲ့ကြောင်ပဲလားမဆိုနိုင်ဘူး။မြေပြင်ဟာရေပြင်ပေါ်မှာလှိုင်းထနေတာမြင်ရတာကတော့အမှန်တရားပဲ။အဲ့ဒီချိန်မှာရင်ထဲမှာစိတ်အားငယ်လိုက်ပုံကပြောပေါ်ရမှရှိတော့ဘူး။အားငယ်ခြင်းဟာအုံနောက်ထဲမှာမဟုတ်ရင်ထဲအသေးထဲမှာဖြစ်တယ်လို့ကျွန်တော်ပြောနိုင်တယ်။အားမငယ်ပဲနေရမီလား တရဝါဆိုတာဟာမြေကြီးကိုအခိုင်မာထားပြီးအခါခသိန်းအောက်ကိုအားထားပြုနေတာမိမိအခိုင်မာထားတဲ့မြေကြီးကိုတိုင်ဒီလိုအပြင်းထန်လှုပ်ခါနေတော့ကျွန်တော်တို့လည်းအားကိုးရမယ်တာပေါ့အားငယ်ပြီးတာအထူးဆက်မဟုတ်ပါဘူးကျွန်တော်ကမြေကြီးနဲ့ဝါပိုက်ကလေးအလျားမောက်ကမြေကြီးလိုင်းထားကြွနေခြင်းကိုကြည့်နေတော့ကဘာပြက်တယ်ဆိုတာဒီလိုပဲလားလို့စဉ်းစားမိတယ် ဒါပေမဲ့ထိတ်လန့်တုန်လုပ်တယ်လို့တော့မဆိုနိုင်ဘူးဗျစိတ်အားငယ်ခြင်းကြီးမကငယ်လှပြီးဥဒုဒုရောင်းချာချာဖြစ်နေတယ်လို့သာဆိုခြင်းတယ်အဲ့ခိုက်တဲ့အတိတ်အနာဂတ်ဘယ်သူဘယ်ဝါဘာမှသတိမရကဘာပြက်နေတာလားအမှတ်တညာတစ်ခုသာဆွဲကပ်နေတယ်လမ်းပေါ်မှာမောင်းနေရတဲ့အချိန်ကာလအပိုင်းကျဘလောက်ကြာလဲမပြောတတ်ဘူးကျွန်တော်စိတ်ထဲနိုင်ဝတ်ထမနေရှိမယ်လှုပ်ရှားကားသာလူသားသားတွေဆူညံပေမဲ့အပြင်းထန်လှုပ်ရှားခိုက်မှာဝေးလန်တဲ့ရက်ကနေတူဝီမြည့်အတန်တွေကတပါအနီးပေါက်မှာတိတ်ဆိတ်နေတယ်အဲ့တော့ငလင်ဟာရက်သွားတယ် ငလေးရပြီးတော့ဘဲသူကြီးဘဲဝါကြီးထူးတဲ့နေခေါ်တဲ့နေပေါ်ထွက်လာတယ်။ကျွန်တော်လည်းမောက်နေရကထအိမ်သူအိမ်သားတွေချင်းနေကြည့်တော့တစုံတရာအထိကပြက်စီမရှိဒါနဲ့တပြက်နဲ့ရောက်ဖောက်ကိုအိမ်ကောင်းကိုထားခဲ့ပြီးတပည့်မောင်ဆန်လန်တဲ့သူမျိုးကိုလှည့်လည်ကြည့်တယ်။ဈေးကြီးဘက်မှာမိကြီးကြီးလောင်နေပါလားဟာ။ဒါပေမဲ့ကျွန်တော်တို့အိမ်နဲ့ချောင်းတစ်ခုလုံးချားနေလို့စိတ်ချရတယ်။မိနဲ့ကတဲ့အိမ်တွေမှာတော့ပစ္စည်းတွေအသိန်းကျရွှေ့ကြအတန်တွေရဲ့စူညံတာကတော်တော်လေးကိုနှလုံးမသာမရဖြစ်တာဗျာ။ တိုက်ရိုက်ပြုလို့ပြီးတည်ဆောင်းတဲ့သူတွေကလည်းအများအပြားကျင်းရတဲ့ဒုက္ခတွေတွေငိုကြွေးမိတဲ့ဆန်တွေကလည်းအများအပြားဒီအတန်တွေဟာကျွန်တော်တို့ရောက်လျာနေရာနှံ့ပြမှာကြားပါတယ်လူစုစုမြင်တဲ့ဝင်ကြီးကတချို့ဖော်တော်ဗီဇအလောင်းတွေတချို့ဖော်တော်ဖော်စေအလောင်းတွေတချို့ဖော်ဖို့တော့မတက်နိုင်ပဲလက်မိုင်ချအော်ဟစ်တန်တာနေတာတွေဒါဟာတွေတွေ့ရတယ်ဗျကျွန်တော်တသက်တာမှာဒီလောက်ဒုက္ခမီးဘူးလောင်ခြင်းများများ စုပြုံမြင်ရတဲ့အချိန်တနားရီဆိုလို့မကြုံခဲ့ဘူးအောင်ရှိပါတယ်။နေကိုပြန်ပြီးတော့အိန္ဒိယချင်းနဲ့စကားပြောတဲ့တကောင်ကျော်မှအိယာဝင်ပေမဲ့အရေးဝအောင်အိယာတော့တာမဟုတ်ပါဘူး။တနားရီခန့်မှန်တာအိယာသေးတယ်မထင်ပါဘူး။စီရတို့ထားကြထားကြမိတွေလောင်မိတို့တစုံတစ်ယောက်ကအိရှေ့ကနှိုးတာနဲ့ကျွန်တော်ကြွားရခဲ့ကြည့်တော့ကျွန်တော်တို့အိမ်နဲ့ဂရိုက်ကိုက်တရားလောက်ဝေးတဲ့နေရာမှာသုံးတက်တိုက်ကြီးမူပေါ်ကမိကိုတွေဥဖွက်နေတယ်။မင်းညာစိတ်ပြမဲ့ဥစားရှိလို့လူမမောရပါဘူးမြဲအခုတော့အင်ဂျင်ကတ်နေလို့ ပစ္စည်းတွေတရားထုတ်ရတရင်သားလုံးဖက်ကမောလို့ပစ္စည်းတွေကိုအိမ်မြောက်ဘက်မှာရှိတဲ့မြောင်းကြီးရာဦးမှာစုပုံထားတယ်။တရက်လုံးကလည်းဤဘဝင်းကြီးတစ်ပတ်မှာပဲပစ္စည်းတွေစုပြီးစောင့်နေရတယ်။မိဟာအတိုက်ကြီးကိုကျွမ်းအောင်မလောင်ဘူး။နှိမ့်သက်နိုင်ပေမဲ့ဘကိုးတစ်မျိုးလုံးကမီးပေးကြောင်စိုးရင်ပူပန်နေတယ်။ကျွန်တော်တို့အရဲသူရဲသားတွေလည်းပစ္စည်းတွေကိုအိမ်ထဲကိုတစ်ဖန်သဲယူခြင်းမပြုတော့ဘဲနဲ့တရားဦးမှာပဲသူ့စုကိုယ်စုလေးဖွဲ့ပြီးနှစ်ရက်သုံးရက်နေတယ်ဗျ။ တိုက်ပီးတင်ဆောင်သူတွေအင်ကိုမီလောက်သူတွေကကိုယ့်ဘုံနဲ့ကိုယ်ဒုက္ခရောက်မယ်ကျွန်တော်တို့လူစုကတော့တရားမှာချက်ပြုတ်ကြစားတော့ကြနဲ့ဖျားပွဲလိုပဲပြောနေတယ်တဲ့တချို့လူတွေကတော့လေဒုက္ခတစ်ခုတွေ့ရတာအဲ့အနေအစားအသောက်ဆင်းရဲတယ်ဆိုပေမဲ့လည်းစိတ်ညစ်ညူတတ်မယ်ကျွန်တော်ဝါသနာကတော့အပြောင်းလဲဆိုရင်အစိုးဘက်ကိုပြောင်းလဲရခြင်းပဲဖြစ်စေကမှပြောသလိုရှိပါတယ်ဒါကြောင့်လေစကြီးတွင်တချို့လူတွေညီတော်တော့ကျွန်တော်ကတော့တိတ်ပြီးမဆင်းရဲလာဘူးဆိုပြီးဆရာကြီးရွှေဦးတောင်းကသူ့ရဲ့ဘွားတသက်တာမှတ်တမ်းနဲ့ အတွေ့အကြုံများစာအုပ်မှာရေးဖွဲ့ထားတာဖြစ်ပါတယ်